ထုတ်ပြီးအများကြီးရှိနေပြီးဆိုင်မိုင်ရှင်ကလာကြည့်တယ်ဒီဆိုင်ကရှယ်ပဲကွာပင်လဲပေါ်ဆောင်ဝိုင်းထဲကိုဝင်လာပြီးမချစ်ကိုတုံးလိုက်တော့ဒုက္ခသူစီကိုရောက်လာခဲ့တယ်ဒုတန်ကမချစ်ကိုထုတ်ပေးတဲ့ပစ္စည်းပဲပြောရရင်ပေါ်ဆရာရဲ့မချစ်ကိုတိုးချက်ပေးတဲ့ပစ္စည်းပေါ့ကိုနဲ့ကိုင်းကြီးတဲ့ဒုက္ခမချစ်ဆွမ်းကိုတိုးမြင့်ပေးတယ်လန့်စ်လဲမချစ်တက်ကိုထုတ်လိုက်တော့ဒုရောက်လာပြီးမြင်းနှောင်းရှိရသူတွေအတွက်အတုကအကောင်းဆုံးထဲမှာပါတယ်။မိုက်တယ်ကွာ။မင်းရောမရှိတော့ဘူးလား။ကြည့်ရတာပေါ့။မက်ရှ်လန်ရန်နေတော့ဟိုကတော့ရော။အတုကဆိုင်မှာရှိနေတာနှစ်ချို့နေပြီ လေးလို့ဘယ်သူမှမမနိုင်ဘူးလေအဲ့တုတ်အောက်ကနေနရင်စင်နေပန်းထွက်တယ်တဲ့အဲ့ရှင်နဲ့ဆိုရင်ရှယ်မိုင်းတဲ့ဒုတ်တွေကိုလုတ်လို့ရတယ်အဲ့ဒါကပုံမြင်လေးပေါ့ကွယ်အဲ့တုတ်ကိုဘဲခွန်အားနဲ့မမတ်ချစ်မျိုးကမှကြွအောင်မမနိုင်ကြဘူးလေဘိုးတော်ကြီးအလုံးပြောနေလေဟမ်ဘာလားဟမက်မလိုက်တာနရင်စင်နေမှာပန်းထွက်လာပြီကာလီဆလွားနဲ့တွေ့တော့ပြန်တွေ့ပြီနော်မက်ငါကိုမနိုင်ရင်မချစ်ကပြောက်သွားမှာမဟုတ်ဘူးဟိုလေဖွင့်ဝဲတုံးကဘေးမှာထိုင်တဲ့တယောက်လားနေပါဦးငါကိုမေ့သွားတာလား ော်တောင်းပန်ပါတယ်ငါကိုတော့မေ့သွားတာလားမက်ရှ်ကတော့ခရင်ပတ်တယ်လို့ပဲမြင်နေကချုံနဲ့ပြစ်လို့ရှောင်လိုက်ကမှတ်မိသွားပြီလားငါကြားတာတော့မင်းတငယ်ချင်းကမသိသေးဘူးတဲ့မသိရင်ပိုးဟရွေကြနေတာပဲမင်းကိုတီးပြီးရင်သူ့ကိုသွားဖျင်းရမယ်မင်းကတိုက်ခိုက်ချင်နေတဲ့ပုံပဲကာဘိုလိတ် ဖဲမာတော့ Elder အဖွဲ့ဝင် Max နဲ့ Finn က Elder ဆောင်မှာရှိနေခဲ့ပြီး Finn ကငွေတင်းက9ခုရရင်ရွှေတင်းကအဖြစ်ပြောင်းလို့ရတယ်လို့ပြောတော့ Max ကငါမှငွေတင်းက9ခုရှိတာဆိုတော့9ခုပြေးဖို့ဆိုရင်နောက်တဲ့28ခုတောင်လိုတာပေါ့လို့တင်ချာရီရှယ်တွက်ပြီးပြောတယ်